နိုင်ငံကျော်မင်းသားဆိုပေမဲ့ဇနီးကိုကြောက်ရတဲ့ဓပုံလေးတပုံကြောင့်လူပြောများနေတဲ့ပိုင်းတကောလက်တလောလူမှုကွန်ရက်ဆမျက်နှာချက်မှာပြိသက်တွေကြာရီမုန်းစရာရောជីနူးစရာပါဖြစ်နေတဲ့ဓပုံတပုံရှိပါရည်။အဲဒါကတော့ကဘာကျော်ရုပ်ချောတဲ့မင်းသားပိုင်းတကောတယောက်ဒီကုန်းလုံးပွေးပွေးလုံနေအောင်တနက်ခါရီကလမတ်တွေလင်းကျန်ထားခံရပြီးတော့ညင်ကုန်းနေတဲ့ပုံရိပ်လေးပါပဲ။ဒီပုံလေးရဲ့နောက်ွယ်မှာတော့ဇနီးတဲ့လေးမြတ်ဘူးရဲ့ချစ်ကြည်မှုနဲ့တဝင်းတုံမှုတွေရှိနေပါရည်။ဖြစ်စဉ်ကတော့ပိုင်းတကောကမကြသေးမီယာရုပ်ရှင်ဇာတ်ကားရိုက်ကူးဖို့အတွက် ရောင်းပြီးကျိုးနဲ့တနအီတိုင်းဘက်ကိုခီးထွက်ခဲ့ပါရီပြည်ထနာကခီးထွက်တာမဟုတ်ပါဘူးတွဲဘက်တရုတ်ဆောင်ရတဲ့မင်းသမီးပြည်ထနာပါအမ်ဒီမင်းသမီးကတော့မြမရုပ်ရှင်လောကရဲ့အလားနဲ့သမီးဖက်ရှင်ပြင်မမိုးရီကိုဖြစ်နေလို့ပါပဲမိုးရီကိုဆိုတာကတက်ရွယ်ရလာလေးပုံလာလေးညှို့တဲ့ပြင်းလေးဖြစ်နေတဲ့မင်းသမီးတလက်မလို့ဇနီးတဲ့လေးမြတ်ဖို့တရားစိတ်မချဖြစ်နေပုံရပါရီဒါကြောင့်လေဘီလန်နာသတိမှကြီးဖြစ်တဲ့လေးမြတ်ဖို့ဟာသူမရဲ့စီဝါရေးလုပ်ငန်းတွေကိုခဏပေးဖယ်ပေးခင်မုန်းတဲ့သွားရရိုက်ကွင်းနောက်ကိုတကောက်ကောက်လိုက်ပါဆောက်ရှောက်ခဲ့ရတယ်လို့သိရပါရီ ဒါကမင်းကလေးမရင်တဝင်းတူရီဆိုတဲ့သဘောတရားကိုသတိပြလိုက်ကြပါပက်ဆက်ဘလောက်ချမ်းသာတာကိုယ့်ယောက်ျားကိုသူများမကြည့်စေခြင်းသူများနဲ့တန်ရုံးစင်မကြီးစေချင်တာကတော့မိမသားတိုင်းရဲ့သဘာဝပါပဲဒါပြင်ဒီပုံလေးကပိုင်းလေးကုန်းကိုပရိသတ်တွေပုတ်ချလာစေတဲ့အကြောင်းရင်းတစ်ခုလေးဖြစ်လာပါရဲ့စူပါစတာတယောက်အနေနဲ့မာနာရီဟဲ့ရန်တွေမရှိဘဲအင်းအောင်ဦးစီးကောင်းပီသားစွာနေထိုင်တဲ့ပုံကိုမြင်ရလိုပါပဲလေးမြတ်ဖို့ဘက်ကကြည်ရင်လေကိုခင်မုံကိုပိုင်စိုးပိုင်နေနိုင်တာဟာသူမရဲ့ခွင့်ရပါပဲချမ်းသာကြွယ်ဝမှုတွေဂုံတွေပေးချိတ်ပြီး တာမဲလင်များတွေလိုကြီးစေစားနောက်နေကြတဲ့ပုံရိပ်တွေဟာပရိသတ်တွေကိုအားကျစေပါရဲ့အချစ်ကြီးရဲ့အမျက်ကြီးတွေဆိုပေမဲ့ဒီစုံတွေကတော့အချစ်ကြီးပြီးအဖြစ်သိနေကြတာမလို့ရှင်နူးစရာကောင်းလာပါရဲ့ခီးကနေပြောင်းတဲ့အခါမှာတော့ပိုင်ဒီကွန်ကအင်းနူးရဲ့ပညာပေးမှုနေနဲ့အခုလိုတကောလုံးခွေးဆွနေအောင်လင်းကျန်ပေးလိုက်တာလို့ပရိသတ်တွေကစားနောက်နေကြပါရဲ့ဒါကနေလောက်တဲ့တတအောင်လို့ကြောင်းပြလို့ရပါပေမဲ့တကယ်တမ်းကျတော့ငါယောက်ျားကဘယ်သူမှမကြည့်ကျင်အောင်လုပ်ပြလိုက်တာငါပိုင်ဖြစ်ကြောင်းတစိမ့်တုံးထုလိုက်တာဆိုတဲ့သဘောမျိုးတက်ရောက်နေပါရဲ့ ဒီနေရာမှာချီးကျူးစရာကောင်းတာကပိုင်ဒဂွန်ရဲ့စိတ်ထားပါပဲ။သူကကမ္ဘာအချောဆုံးမျိုးသားစည်းဝင်တယောက်ဖြစ်ပြီးအပြင်မှာမိန်းကလေးတွေဝိုင်းဝိုင်းနေနေပေမယ့်အိမ်မှာတော့ဇနီးတွေရဲ့ဆန္ဒကိုလိုက်လျောပြီးတော့ဖဲမလီတပွဲနေပြီးတော့တကယ့်ကိုမလေးစားစရာပါ။ယောက်ျားကောင်းတော့ဇနီးကြောက်ဆိုတဲ့စကားလိုပဲတကယ်တော့ကြောက်တာမဟုတ်ပါဘူးချစ်လုံးလို့တန်ဖိုးချလုံးလို့ဇနီးတွေစိတ်ချမ်းသာအောင်နေပေးတာဖြစ်ပါရဲ့ပန်ဒဂွန်ရဲ့ဒီပေါ်ရဲလေးကသူတို့ဇနီးမောင်ရဲ့နေရဲ့တာယာပျော်ရွှင်မှုကိုပြသနေသလိုအောင်မြင်ကြောက်ချမှုတွေရဲ့နောက်ွယ်ကရိုးရှင်းတဲ့မိသားစုဘဝလေးကို ီပေါင်းထုတ်ပြနေပါရယ်။ကေပရိသတ်ကြီးဘိုက်တကူရဲ့ဖွဖွေးလုံနေတဲ့ပုံစံလေးကိုကြည့်ပြီးဘလို့မြင်ကြလဲ။ဒါဇနီးကိုကြောက်တာလား။ဒါမှမဟုတ်ဇနီးကိုချစ်လလောအလိုလိုက်တာလား။ပရိသတ်ကြီးရဲ့မြင်လေးကိုလည်းကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးပါအောင်ရှင်။ကျေးဇူးအပေးခဲ့ကြတဲ့ပရိသတ်တယောက်ချစ်စီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ရှင်။နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ကြောင်းရည်နဲ့တူပြန်လာခဲ့ပါဦးမယ်ရှင်။ဒီဒီရောက်လောင်းနေပဲနှုတ်ဆက်ခဲ့ကြပါရစေ။အပိနောက်ဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းလေးကိုစိတ်နှလုံးရှင်လန်းချမ်းမြေပါစေကြောင်း ကျွန်မတို့ရဲ့ပေလေးကနေပြီးတော့စူတောင်းမြတာစကားလေးလက်ဆောင်ပိုင်းနဲ့ပဲဒီနေ့ရဲ့စီစဉ်လေးကနေပြီးတော့နှုတ်ဆက်လိုက်ပါရစေရှင်။